ကျမမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။ကျမမိတ်ဆွေများအင်္ဂါသားသမီးများအားလုံးတလဆာအကောင်အဆိုးများကိုဟောပြောမျှဝေပေးမှာဖြစ်ပါတယ်။ခုနှစ်လပိုင်းတလဆာပါ။အင်္ဂါသားသမီးတွေကအခုကျမရဲ့ဒီဗီဒီယိုလိုက်ကလေးကိုကြော်မသွားဘဲနဲ့အစဆုံးလေး ကြည်ပေးသွားဖို့လိုအပ်ပါတယ်။ကျမအနေနဲ့အင်္ဂါသားသမီးများရဲ့ကောင်းကျိုးကိုလိုလားတော့ကြောင့်အသေးစိတ်ကလေးကြည်ပေးမှဖြစ်ပါတယ်။လမ်းညွန်ပေးမှဖြစ်ပါတယ်။ကျမရဲ့ဗီဒီယိုလိုက်ကလေးကိုလစဉ်လာတိုင်းစောင့်မျှော်ကြည့်ရှုကြတဲ့ခုနှစ်ရဲ့သားသမီးများအားလုံး၊ရှစ်နှစ်ဘွားသားသမီးများအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။အခုအင်္ဂါသားသမီးများရဲ့တလစာကိုဟောပြောပြီးမှဖြစ်ပါတယ်။ တော့အင်္ဂါသားသမီးများကဒီ9လပိုင်းမှာဆိုရင်မိမိတို့အနေနဲ့ကကြတော့ပညာရေးနဲ့ပတ်သက်တာတွေအောင်မြင်မှုတွေရရှိတတ်ပါတယ်ထောက်ပံ့မှုတွေရရှိတတ်ပါတယ်ခရီးနဲ့ပတ်သက်တာတွေလည်းအရန်အရန်ကောင်းပါတယ်အဲ့တော့ရေလန်းခရီးတွေနိုင်ငံရခြားခရီးတွေမှာ အောင်မြင်တတ်ပါတယ်အဲ့တော့နိုင်ငံရခြားခရီးတွေကိုကသွားမယ်ပြုလုပ်ဆောင်ရွက်ထားတယ်เนาะပထမတစ်ခါတော့ကပြတ်သွားတယ်ဒုတိယတစ်ချိန် ထပ်ပြီးတော့ပြုတ်လုထားတဲ့သူတွေဆိုလို့ရှိရင်တော့တေချာပါတယ်နိုင်ငံသားခရီးတွေထွက်ရတတ်ပါတယ်အောင်မြင်တတ်ပါတယ်အဲ့တော့အင်တာဗျူးဖြေဆိုတာတွေစာမွေးဖြေဆိုတဲ့အခါမှာလေကုညီထောက်ပံ့မှုတွေရရှိပြီးတော့မှအောင်မြင်သွားတတ်ပါတယ်လူမှုရေးကိစ္စတွေမှာအနည်းငယ်ရှုပ်ထွေးတတ်ပါတယ် အင်္ဂါသားသမီးတွေကဒီခုနလပိုင်းမှာဆိုရင်စိတ်ပိုင်းဆိုင်ရာကလုံးဝမတည်ငြိမ်တဲ့ဘက်ကိုရောက်ရှိနေပါတယ်မိမိတို့အနေနဲ့ကြတော့မိမိတို့ရဲ့လှုပ်ဆောင်ချက်တွေကြောင့်မိမိတို့ရဲ့အောင်မြင်မှုတစိတ်တစ်ပိုင်းတစ်ခုကြောင့်ကိုကိုကိုနည်းနည်းလေးစိတ်ကြီးဝင်သွားတာမျိုးတွေဖြစ်ပြီးတော့မှလူမှုရေးကိစ္စတွေမှာစိတ်ဝမ်းကွဲစရာတွေတငယ်ချင်းမိတ်ဆွေတွေကြားထဲမှာစိတ်ဝမ်းကွဲစရာတွေဖြစ်တတ်ပါတယ်ကိုယ့်ရဲ့နှုတ်ထွက်စကားလေးတစ်ခွန်းကြောင့် ်လွယ်လွယ်လေးနဲ့ဂတိပေးပြီးတော့မှဒီဂတိကိုမတီတာမျိုးတွေမှာဝေဖန်ပြောဆိုခြင်းတွေခံရတတ်ပါတယ်ဂတိစကားတွေခုနလပိုင်းမှာပြတ်တတ်ပါတယ်အဲ့တော့အင်္ဂါသားသမီးတွေကစကားအပြောအဆိုတွေအထူးပင်တတိထားရမှာဖြစ်ပါတယ်အဲ့တော့ကိုကအကြီးကဲနဲ့ပဲဖြစ်ဖြစ်ကိုရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့ပဲဖြစ်ဖြစ်စကားပြောတဲ့အခါမှာဂတိပေးတဲ့အခါမှာတေချာစဉ်းစားပြီးတော့ဂတိစကားတွေပေးစေခြင်းပါတယ်အလွယ်တကူပဲဂတိ ေးလိုက်တာမျိုးတွေကနောက်ပိုင်းမှာပြက်သွားတတ်ပါတယ်။ဘာမဟုတ်တဲ့ကိစ္စလေးတစ်ခုကြောင့်အင်္ဂါသားသမီးများက အခု9လပိုင်းမှာဆိုလို့ရှိရင်အပြို့လူပြို့ဆိုလို့ရှိရင်တော့ချစ်သူရည်စားရရှိတတ်ပါတယ်။အဲ့ဒီချစ်သူရည်စားကြောင့်ကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေနဲ့လမ်းခွဲရတာမျိုးတွေစိတ်ဝမ်းကွဲစရာတွေလည်းကြုံရတတ်ပါတယ်။နောက်တစ်ခုကကြတော့ဒီ9လပိုင်းမှာအခြေအနေနဲ့ပတ်သက်လို့ရှိရင်တော့ကိုယ့်အတွက်ကကောင်းတယ်လို့ထင်ရပေမဲ့လို့ မမြဲခြင်းတွေကြုံတွေ့နိုင်ပါတယ်။ဘာမဟုတ်တဲ့ကိစ္စကြောင့်လည်းပဲလမ်းခွဲသွားရတာမျိုးကြီးဖြစ်တတ်ပါတယ်။အဲ့တော့တယောက်နဲ့တယောက်ကဒီအခြေအနေနဲ့ပတ်သက်လို့ရှိရင်ကောင်းတယ်လို့ထင်ရပါမယ်လို့အင်္ဂါသားသမီးများကတော့ဒီခုနလပိုင်းမှာပြောရမယ်ဆိုရင်တော့ဟွာချစ်သူမရသေးတဲ့အင်္ဂါသားသမီးတွေကိုမှာကျင်တာကဒီခုနလပိုင်းမှာကိုကအချစ်တစ်ကိုရှာဖွေတာမျိုးကြီးချစ်သူအစ်စ်ထားတာမျိုးကြီးမလုပ်ပါနဲ့။ဘာကြောင့်လဲဆိုရင်မမြဲပါဘူး။ เนาะပြန်ပြီးတော့ခွဲခွာသွားတတ်ပါတယ်။ဘာပြန်ပြီးတော့လဲသူကစိတ်တော့ကရောက်เสียရည်ကြုံပြီးတော့မှတယောက်နဲ့တယောက်တိုက်ခန့်နေဖြစ်ပြီးတော့မှလမ်းခွဲရသွားတဲ့လမ်းခွဲရတဲ့အခြေအနေမျိုးတွေမှာရှိပါတယ်။အဲ့တော့အင်္ဂါသားသမီးများကအခြေအကံမကောင်းတတ်ပါဘူးခုနလပိုင်းမှာပေါ့နော်နောက်တစ်ခုကကြာတော့အိမ်အောင်တယ်ပေါ့နော်အိမ်အောင်ရှိနေတဲ့အင်္ဂါသားသမီးများဆိုလို့ရှိရင်မိမိတို့ရဲ့အိမ်အောင်ဘတ်တွေအမျိုးသားအမျိုးသမီးတွေရဲ့ အိမ်တော်ရေးဖောက်ပြန်မှုတွေလည်းကြုံတွေ့နိုင်ပါတယ်အထူးဂယုစိုက်ဖို့လိုအပ်ပါတယ်အဲ့တော့မျက်စိမိတ်စုံလုံးကမ်းပြီးတော့ယုံနာမျိုးတွေလည်းမပြုတ်လောက်ပါဘူးเนาะနည်းနည်းပါးလေးလည်းစုံစမ်းကြည့်ပါဦးအဲ့တော့အင်္ဂါသားများအောင်မှားကျင်တာကြတော့အခုခုနှစ်လပိုင်းကာလမှာတော့ပညာရေးတွေကောင်းပြီမဲ့အလုပ်ကံတွေကောင်းပြီမဲ့နော်ခရီးကြိုတွေကောင်းဝင်မယ်လို့အိမ်တော်ရေးတွေမှာညံတက်ပါတယ်အခြေရေးတွေမှာလည်းညံ့ရှိတက်ပါတယ်နောက်တစ်ခုကငွေကြေးနဲ့ပတ်သက်ပြီးတော့မှရှုပ်ရှင်းနေပေါ်ပေါက်တက်ပါတယ် ငွေတွေချီးတာတွေငှားတာတွေလုံးဝမလုပ်ပါနဲ့ငွေကြေးနဲ့ပတ်သက်ပြီးကိုကအမခံပေးလိုက်တာမျိုးတွေစာချုပ်စာတမ်းလက်မှတ်ထိုးပေးလိုက်တာမျိုးတွေလည်းမပြုလုပ်ပါနဲ့ဒီခုနလပိုင်းမှာဆိုရင်အင်္ဂါသားသမီးတွေရဲ့ဖောက်ပြန်မှုတွေကြုံတွေ့တတ်ပါတယ်နောက်တစ်ခုအနေနဲ့ကကြတော့အင်္ဂါသားသမီးများကိုနော်အရေးကြီးတာကဒီအချက်လက်တွေကကိုကဒီအမြင်ကိုအမြင်တိုင်းလေးပဲ ကျမအနေနဲ့မျှဝေပေးခြင်းဖြစ်ပါတယ်။ကိုမိတ်ဆွေတို့အနေနဲ့ကကြတော့မိတ်ဆွေတို့ကရှောင်တဲ့မရှောင်တဲ့ဆိုတာမိတ်ဆွေတို့ပုံမှာပဲမှုတည်ပါတယ်။နော်။အဲ့တော့အရေးကြီးတာကအင်္ဂါသားမီးတွေကအခုကာလမှာကြတော့အဖြူရောင်နေနော်ဖြူမိုင်းရောင်နေနောက်တစ်ခုကအဝါရောင်နေရှောင်ရမှာဖြစ်ပါတယ်။အဲ့ဒီရောင်နေလုံးဝမဝိစင်ပါနဲ့ နောက်တစ်ခုကြောင့်စကားကြောင့်ဒုက္ခရောက်တတ်ပါတယ်စကားကြောင့်လည်းစိတ်ဝမ်းကွဲစရာတွေကြုံရတတ်ပါတယ်နောက်ဆုံးအနေနဲ့မှားကျင်တာကြတော့အင်္ဂါသားသမီးတွေကဒီအလုံးငိုင်းနဲ့ပတ်သက်လို့ရှိရင်တိုးတက်ကောင်းမွန်တတ်ပါတယ်လုပ်ငန်းတွေထူထောင်တတ်တိုးချဲ့တာမျိုးတွေဖြစ်ပါတယ်အလုံးနဲ့ပတ်သက်ပြီးတော့ခရီးသွားမယ်ဆိုရင်လည်း အောင်မြင်တတ်ပါတယ်။အဲပြောချင်တာကတော့စကားပြောဆိုလေးစင်ကြင်ပေးရမှာဖြစ်ပါတယ်။စိတ်ပိုင်းဆိုင်ရာကိုထိမ့်ချုံနိုင်မယ်ဆိုလို့ရှိရင်တော့အင်္ဂါသားသမီးများကလည်းခုနှစ်လပိုင်းမှာ အောင်မြင်သွားတတ်ပါတယ်။အညံ့မရှိဘဲနဲ့လည်းကြော်လွားနိုင်တဲ့သူတွေဖြစ်နိုင်ပါတယ်။အဲ့တော့အင်္ဂါသားသမီးကပြုလို့ရမှာကြတော့တိုက်ခံတော့နည်းနည်းတော့ရှိတာပေါ့နော်အင်္ဂါသားသမီးတွေကအဲ့တော့ ူကဘာသာရေးကိုလုပ်ပေးရမယ်ဘာသာရေးကိုထိထိမိမိလေးလုပ်ပေးပါအဋ္ဌံတစ်ခုခုဝင်တာမျိုးတွေပြုလုပ်ပေးပါနောက်တစ်ခုအနေနဲ့ကကြတော့ဖះပုံတော်မဲတော်ပုံတော်တစ်ခုခုကိုပူဇော်တာမျိုးတွေဒီဝင်လာတတ်တယ်ပေါ့ဝင်လာပြီးွားရင်ကိုကဟိုပူဇော်တာမျိုးတွေ ြုလုပ်ပါတတ်ပါတယ်အဲ့လိုမျိုးလေးပူဇော်ပေးမယ်ဆိုလို့ရှိရင်လည်းကိုယ်အတွက်လုံးဝကောင်းပါတယ်မယ်တော်ဘိုးတော်ရဲ့အဆောက်ရှောက်မှုတွေလည်းရရှိတတ်ပါတယ်နောက်တစ်ခုအနေနဲ့ဆရာကောင်းတမကောင်းတွေတွေ့ရတတ်ပါတယ်ဆရာကောင်းတမကောင်းတွေကုညီမဆတတ်ပါတယ်အဲဝန်ထမ်းဖြစ်တဲ့သူဆိုလို့ရှိရင်တော့ယာတူးတက်ကိန်းတွေရှိပါတယ်အဲခုနပြောတဲ့ချက်လက်သေးသေးတာကိုကရှောင်ပေးဖို့အရေးကြီးပါတယ်အဲ့တော့မိမိတို့ရဲ့မွေးနေ့မှာပန်းကိုမျိုးပေါ့ ရနက်အစုံပေါ့မှုေးတဲ့ပန်းလေးတွေကိုမျိုးကိမ့်မုတ်ကိမ့်မုတ်ရဲ့ရွှေစန်းရဲ့နော်နောက်မုတ်ကလေးပဲရဲ့မုတ်ကလေးပဲရဲ့မုတ်ကလေးပဲရဲ့ကိမ့်မုတ်ရဲ့ရွှေစန်းရဲ့လင်မန်းလေးတစ်ချက်ထဲမှာပြင်ဆင်ပြီးသွားတာ ਨੇ ဒီကျမတို့ရွှေမုတ်သောဖရားဆိုတာရှိပါတယ်ပူတထောင်ဖရားနားမှာပါပူထောင်စီဒီ sorry ပဇွန်အောင်ဈေးနားမှာရွှေမုတ်သောဖရားမှာ သွားရောက်ကတ်လူထမ်းပေးရမှာဖြစ်ပါတယ်အဲ့ဒီမှာမေတ္တာပူပေးပါတမတေဝနှကောင်းနှမျက်တွေကိုမေတ္တာပူပေးရမှာဖြစ်ပါတယ်အဲ့တော့အင်္ဂါသားသမီးများက9လပိုင်းမှာဆိုလို့ရှိရင် အထူးရှောင်းရမှာငွေကြေးကိစ္စတွေဖြစ်ပါတယ်အချီရေးကိစ္စတွေဖြစ်ပါတယ်ကဲအင်္ဂါသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုဤကျမ်းခြင်းနေနဲ့ပြည့်စုံပါစေရှင်စိတ်သွားတိုင်းကိုပါလူရဆန္ဒပြီးဝနိုင်ကြပါစေရှင်